မင်္ဂလာပါပရိသတ်တို့ရေနိုင်ငံကျော်အမှုပညာရှင်တွေဖြစ်ကြတဲ့နေထွတ်စိုးပြစ်ဒဇင်တို့ကိုခွဲခြားဆက်ဆံခဲ့တဲ့ဆိုပြီးတော့ဝေဖန်ပြောဆိုခံရတဲ့လိုင်လီရွှေဆိုင်ပိုင်ရှင်တွေဟာအခြေခံလူဒန်းစားအချင်းပေါင်းရောင်းတဲ့ဖတ်တီမကိုစိတ်နှကက်တရံလက်ဆောင်ပေးခဲ့ကြပါတယ်။လိုင်လီရွှေဆိုင်ဟာအသက်ငယ်ရွယ်တဲ့ဇနီးမောင်နှံတို့ကပိုင်ဆိုင်ထားတာပါ။တစ်တော့မှလိုင်လီရွှေဆိုင်ရဲ့ဗီဒီယိုတွေဟာကြော်လေးပေါက်ပြီးတော့နာမည်လဲကြီးလာပါတယ်။ငယ်ရွယ်တဲ့ဇနီးမောင်နှံများဟာလည်းလွန်လိုက်ဖတ်ပြီးတော့ချစ်ခင်ကြတဲ့ဆိုပြီးတော့လူတွေရဲ့အာယုံဆိုင်ခြင်းကိုခံနေကြရပါတယ်။လိုင်လီ ရွှေဆိုင်ကြော်ညာတွေကိုလိုင်လီရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကိုတိုင်ကနာမည်ကျော်နုပညာရှင်တွေနဲ့အတူတကွကြော်ညာလေးရှိပါတယ်။လူတန်းပေးကမ်းမှုတွေကလည်းရရောတာကြောင့်မလို့လူတွေရဲ့ချစ်ခင်မှုကိုရရှိထားပြီးတော့လိုင်လီပြင်းမှာဆိုပြီးတော့ပြောဆိုကြတဲ့အထိပါပဲ။မကြသေးခင်ကကြော်ညာရိုက်ကူးရေးတစ်ခုမှာနာမည်ကျော်နုပညာရှင်တွေဖြစ်တဲ့နေထွန်းနဲ့ဆိုပြစ်သစင်းတို့နဲ့အတူထမင်းစားနေတဲ့ဗီဒီယိုတစ်ခုတက်လာခဲ့ပါတယ်။ဒီဗီဒီယိုထဲမှာတော့လိုင်လီရွှေဆိုင်ပိုင်ရှင်တွေကရွှေပုဂံတွေကိုအသုံးပြုခဲ့ပြီးတော့အနုပညာရှင်တွေကိုတော့ရိုးရိုးထမင်းပုဂံနာအသုံးပြုခဲ့တာမို့လို့ဖက်ချဆက်ဆက်မှု ရှိတယ်ဆိုပြီးတော့ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဒီတစ်ခါမှာတော့နမတိဖတ်တိမအချင်းမောင်ရဲ့ပဲ့ကိုင်ရှင်ဖတ်တိမကိုစိန်နဂတ်တယံကိုတိုင်တွားရောက်လက်ဆောင်ပေးခဲ့ပါတယ်။ဖတ်တိမကတာမန်လူတန်းစားတူဖြစ်ပြီးတော့ရိုးသားစွာလောက်ကိုင်ရှာဖွေစားတောင်းနေသူတူဖြစ်ပါတယ်။ငလျင်ဘေးဖြစ်ပြီးချိန်မှာတော့ဖင်းနေစာလေးတွေနဲ့စုဆောင်ထားခဲ့တဲ့သူ့ရဲ့မိဖွားစရိတ်ကိုငလျင်တန်တဲ့ပြည်သူတွေအတွက်ရရရော်ရော်လှူဒန်းခဲ့တဲ့သူဖြစ်ပါတယ်။ဖတ်တိမကလည်းလောကရန်ရဲ့ရိုက်ခတ်မှုတွေကိုအတော်လေးခံရသူဖြစ်ပါတယ်။အချင်းမောင်ရောင်တတော်ဆော့ရာကနေပြီးတော့နာမည်ကြီးလာ ပြီးတော့စီးပွားရေးအဆင်ပြေနေချိန်မှာအမျိုးစုံသောဝေဖန်တိုက်ခိုက်မှုတွေဖြင့်ရောင်းချခွင့်ကိုပိတ်သိမ်းခံရတဲ့အထိပါဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူကတော့ Armshaw ပဲနဲ့ဆက်လက်စ조사နေခဲ့ပြီးတော့ကိုဝင်ကြီးတစ်ဖက်နဲ့အခက်အခဲပေါင်းများစွာကိုကြော်လှရင်းနဲ့ငလျင်တန်းတင့်ပြည်သူတွေအတွက်ရှိသမျှကိုလှူဒန်းခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒီလိုလှူဒန်းနေတဲ့ဖတ်တီမာကိုလိုင်လီရွှေဆိုင်ပိုင်ရှင်တွေကလေးစားချစ်ခင်ကြတာမို့လို့ဂုံပြူလက်ဆောင်ပေးတဲ့နယ်လို့အတွေ့ရလာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖတ်တီမာစီကိုကိုယ်တိုင်တွားရောက်ခဲ့ကြပြီးတော့ဂုံပြူစုပေးခဲ့ကြပါတယ်။ဒီဂုံပြူစုဟာ တမိုးကျွလွန်းလာမလို့ဖတ်တီမာကလည်းအယံကိုဝမ်းတာနေခဲ့ပါတယ်။နိုင်လီရွှေဆိုင်ကဖတ်တီမာကိုပေးခဲ့တဲ့လက်ဆောင်ကတော့တမိုးကြီးစိန်တကတ်တရံမှာသူကဘဝအတွက်ရုန်းကန်နေရတဲ့သူမလို့ဒီလိုတမိုးကြီးလက်ဆောင်ပေးတာကိုအယံကိုမှအံ့ဩဝမ်းတာဖြစ်နေရပါတယ်။နိုင်လီရွှေဆိုင်ပိုင်ရှင်မျိုးသမီးကလည်းသူကိုယ်တိုင်ဖတ်တီမာကိုစိန်တကတ်ဝတ်ဆင်ပေးပြီးတော့ဘဝမှာအခက်အခဲတွေရှိပေမဲ့လည်းအခုလိုမျိုးစိတ်ရင်းစေတနာကောင်းကောင်းနဲ့အများအကျွလှူဒန်းပေးတာလေးကိုချီးကျူးခြင်းနာကြောင့်ဂုဏ်ပြုပေးခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ဖတ်တီမာရဲ့စိတ်ရင်းစေတနာကောင်းမှုမှာသူ့ကို ချက်ချင်းပဲအကျိုးပြုခဲ့ပြီးဖြစ်ပါတယ်။ဖတ်တီမအနေနဲ့ကလည်းမထင်မှတ်ထားဘဲနဲ့အခုလိုမျိုးစည်ရင်းစေတနာအပြည့်နဲ့ဂုံပြုချင်းမြင့်ခဲ့တာကိုအံ့ဩလို့မဆုံးပျော်ရွှင်လို့မဆုံးဖြစ်နေရပါပြီ။လိုင်လီရွှေဆိုင်ကိုရောဖတ်တီမကိုပါလူတွေကကြည့်ပြီးတော့ဂျင်းနက်ဘီတီဖြစ်နေခဲ့ရပါတယ်။အစင်တန်းခွဲခြားတယ်ဆိုတဲ့လိုင်လီရွှေဆိုင်ကရောတကယ်ပဲအစင်တန်းခွဲခြားတာလားဆိုတာကိုပြိတ္တတို့ပြောခဲ့ကြပါအောင်နော်။နောက်ထပ်စိတ်ဝင်စားစရာအမှုပညာသတင်းတွေကိုဆက်လက်တင်ဆက်ပေးနေဦးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Sally City Channel လေးကို Like and Follow လေးလုပ်ထားပေးခဲ့ကြဖို့ပြော ကြပါမယ်။